မင်္ဂလာပါပူပူထင်ရတာစကားကျူဆူပါလေဒီနေ့မှာကျွန်တော်ထိုင်းစကား၅ခုလာပြီးတော့ share ပေးတာဖြစ်ပါတယ် okay အဲ့ဒါဘာတွေပါလဲဆိုတော့ပုံမှန်ပြထားတဲ့အရာတွေပေါ့နော်အာကျမပေါ့နော်အာပင်လေကိုသွားလဲသွားချင်တယ်ပေါ့နော်ပင်လေကိုလဲသွားချင်တယ်ပေါ့နော်အာအဲ့လိုမျိုးစကားလေးတွေပေါ့နော်နောက်ထပ်တစ်ခုကအာဒီဟိုတယ်ကအရန်လှတယ်ပေါ့နော်အာအဲ့လိုစကားလေးတွေကိုကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ်โอเคအဲ့ဒါဆိုကျွန်တော်လည်းတူတူစားလိုက်ကြအောင် နံပါတ်1မှာပေါ့နော်အာပေါ့နော်ကျမပင်လယ်ကိုအလဲသွားချင်တယ်ဆိုပါစို့အဲ့ဒါကြတော့ဘလူပြောလဲဆိုတော့ကျမပင်လယ်ကိုအလဲသွားချင်တယ်ဆိုလို့ရှိရင်찬อยากไปเที่ยวทะเล찬ဆိုတော့ကျမอยากไปဆိုတော့သွားချင်တယ်เที่ยวทะเลဆိုတော့အလဲကိုအလဲသွားမယ်ပေါ့နော်ပင်လယ်ကိုအဲ့လိုဖြစ်ပါတယ်အကုန်လုံးပေါင်းလိုက်တော့ ချမ်းညာပိုင်ထျောက်တလေဆိုတာကကြတော့ကျမပင်လေးကိုလဲသွားချင်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်โอเคအဲ့ဒါနံပါတ်1เนาะโอเคနံပါတ်2ကိုသွားမယ်နံပါတ်2ကဘာလဲဆိုတော့ဒီဟိုတယ်ကအရန်လှတယ်ဒီဟိုတယ်ကအရန်လှတယ်โอเคအဲ့ဒါကိုဘယ်လိုပြောမလဲအဲ့ဒါကိုကြတော့ပုံမှန်ပြရတဲ့အရာပေါ့နော်ဟောဒီမှာပါအဒီဟိုတယ်ကအရန်လှတယ်ဆိုတာကြတော့ဘယ်လိုပြောမလဲဆိုတော့ ထိုင်းရောအင်္ဂလိပ်ရောကိုကျွန်တော်အဲထိုင်းတန်ထွက်ကိုမြန်မာရောအင်္ဂလိပ်ရောပဲကျွန်တော်ရေးပြထားပါတယ်နော်။ Okay အဲ့ဒါဆိုကျွန်တော်ကျွန်တော်တန်ထွက်လေးကိုလည်းနားထောင်ပေးပါကျွန်တော်တန်ထွက်လေးကအမှန်ပါတယ်။ဒီဟိုတယ်ကအရင်လှတယ်ဆိုလို့ရှိရင်လုံလယ်နီးစွေမလုံလယ်နီးစွေမအာအဲ့လိုရှိပါလေ။လုံလယ်ဆိုတာကတော့ဟိုတယ်ကိုပြောတာဖြစ်ပါတယ်။လုံလယ်ဆိုတာဟိုတယ်ကိုပြောတာဖြစ်ပါတယ်။ နီးဆိုတာဒီဥစားဒီယာဒီဟာပေါ့နော်အလုံးလမ်းနီးဆိုဒီဟိုတယ်ကိုပြောတာဖြစ်ပါတယ်အာနောက်ဆုံးတစ်ခုကစွေမစွေမစွေဆိုတာကြတော့လာသည်လာတော့မဆိုတာကအများကြီးစွေနဲ့ပေါင်းလိုက်တော့အများကြီးလှတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့ဒါအကုန်လုံးပေါင်းလိုက်တော့လုံးလမ်းလုံးလမ်းနီးစွေမလုံးလမ်းနီးစွေမဆိုလို့ရှိရင် ဒီဟိုတယ်ကဒီဟိုတယ်ကအရန်လှတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အာသူငယ်ရင်းတို့သူပေါ့မယ်လို့ထင်ပါတယ်နော် okay နောက်တစ်ခုသွားမယ်နောက်တစ်ခုကဘာလဲဆိုတော့อืมချင်းမိုင်ကိုသွားဖို့ရထားလက်မှတ်ဝယ်တယ်ဆိုတာဖြစ်ပါတယ်တော်တော်များများသွားချင်းနဲ့မလား okay အဲ့ဒါကိုရထားလက်မှတ်ဝယ်တာကိုဘယ်လိုပြောလဲဆိုတာကျွန်တော်လာပြီးတော့ share ပေးတာဖြစ်ပါတယ် okay ချင်းမိုင်ကိုသွားမှုအတွက်ကိုရထားလက်မှတ်ဝယ်မယ်အဲ့ဒါကိုဘယ်လိုပြောလဲဆိုတော့ ซื้อตัวนาดเล็โอเคซื้อตัวรถไฟไป ไปเชียงใหม่ซื้อตั๋วรถไฟไปเชียงใหม่ฮะเราบลูจังควยไม่สุดซื้อตั๋วสุดซื้อสุดเวลาตั๋วสุดลำมะเนาะรถไฟสุดจะเท่าเปล่า မိုင်ဆိုတော့တွားတာကိုပြောတာချင်မိုင်ဆိုကြတော့ချင်မိုင်ပေါ့နော်အဲ့ဒါကိုကြောက်ကုလုံးပန်းလိုက်တော့စူးတော်လမဝဲတဲ့ loss file ရထားကိုရထားလက်မှတ်ပေါ့နော်ပိုင်ဆိုတော့တွားတယ်ချင်မိုင်ဆိုချင်မိုင်ကိုအကုန်လုံးပန်းလိုက်တော့စူးတော် loss file ပိုင်ချင်မိုင်ဆိုတော့ကြတော့ချင်မိုင်ကိုတွားမှုရထားလက်မှတ်ဝဲတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် ငင်းတို့သဘောသဘောပေါက်မယ်လို့ထင်ပါတယ်နော်โอเคနောက်တစ်ခုသွားမယ်အဲ့ဒါဆိုโอเคနောက်တစ်ခုကကြာတော့ဖះเจ้าဟုတ်သွားတဲ့လမ်းမီးတယ်ပေါ့နော် အာအဲ့ဒါဘယ်လိုမီးတယ်မီးတယ်ဆိုတာကကြာတော့မီးတယ်ဆိုတာက